ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာနတ်နွယ်ရေးသားတဲ့တကွေတော့တွေ့ကြအောင်မြည်ဆိုတဲ့ဝတ္ထုရဲ့အပိုင်း၅ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ တကွေတော့တွေ့ကြအောင်မြေအပိုင်းကဥကြောညွန်းနဲ့ခင်မောင်လေးတို့ဤမျက်နှာများသည်ပုတ်တိုးလျက်ရှိပြီးငယ်သားများမှမူဆရာတွေအကဲမလှသည်ကို တွေ့ရသဖြင့်ညနေသေးကလေးများဖြင့်ကြောင်စီစီဖြစ်နေကြ၏အောင်နဲ့နှင့်ရန်လုံးသည်ကြိုးချီထားသည့်ဈာမပင်သူတို့လူစုအားနှစ်ချီသုံးချီပေါင်းလိုက်ကြသေးသည်ပြန်ကြတော့မလားဘာမှမတွေ့ကြဘူးလားဦးထုံးပေါ်က စလိတ်ကိုမန်ပါပါခဲရင်မေးလိုက်သည်ဟုတ်တယ်ဘာမှမတွေ့ဘူးဒါပေမဲ့အဲ့ဒီလိုမတွေ့တာဟာပိုးပြီးဆိုးတယ်ဆိုတာခမရတို့နားလည်ထားပါဘာလို့ပိုးဆိုးရမှာလဲအခုဒီမှာခမရတို့အိမ်ရှိလူကုန်မရှိဘူးမဟုတ်လားအဲ့ဒါဘာပြုလဲခမရတားနှစ်ယောက်ဘဲသွားနေကြတယ်လေကျုပ်မှာတားငါးယောက်ရှိတယ်ခမရမေးတာဘဲနှစ်ယောက်ကိုလဲ မောင်မင်းသိန်းကမြို့ထဲမှာသူ့အိမ်တော်နဲ့သူနေပြီးမောင်ရဲနှောင်ကဘရင်မှုတော်ကိုထမ်းရွက်နေတယ်ဆိုတာကြုတ်သိတယ်။မောင်လုံးနိုင်ကလည်းအခုဒီမှာရှိနေတယ်။အဲ့ဒီတော့ကျန်တဲ့နှစ်ယောက်ကိုမေးတာပဲဖြစ်ရမှာပေါ့။ကဲဗျာရှင်းရှင်းပဲမေးမယ်။မောင်မြင့်ခိုင်နဲ့မောင်အပ်မောင်ဘယ်သွားနေကြသလဲ။ဘယ်သိမလဲ။သူတို့သွားခြင်းတဲ့နေရာသွားမှာပေါ့။ကလေးတွေမှမဟုတ်ပဲ။ဦးကျော်ညွန့်သည်တောက်ကောက်ကိုလက်ညှိုးပေါ်တင်၍ တပတ်လှည့်လိုက်ပြီးခက်တီတီဖြင့်မင်းညကသူတို့နှစ်ယောက်ကိုကျုပ်တို့အိမ်သားမှာ မြင်လိုက်တဲ့လူရှိတယ်။ဦးထုံးပေါ်ကစေးတံကိုပါဇက်ချွေ၍အာရပါရရင်မော်လိုက်။အဲ့ဒါဘာဖြစ်တယ်လဲ။မြင်လိုက်တဲ့လူမကလို့တွေ့လိုက်တဲ့လူပဲရှိရှိပေါ့။သူတို့ကယောက်ျားလေးတွေပဲ။မိမပိုးတာလည်းဖြစ်ချင်းဖြစ်မှာပေါ့။အလေလိုက်เสียတွေ့လို့အလေလိုက်တာလည်းဖြစ်ချင်းဖြစ်မှာပေါ့။အဲ့ဒါဘာပြုတ်လဲ။ သူတို့ကယောက်ျားလေးတွေပဲဦးထွန်းပေါ်စကားကြောင့်ဦးကျော်ညွန့်ဤမျက်နာသည်မိခဲတုံးကြီးလိုရဲရဲကြီးဖြစ်သွားသည်ဒီမှာကိုထွန်းပေါ်ခမရကိုကျုပ်တစ်ခုပြောမယ်ခမရနဲ့ကျုပ်ဟာ မိုးကောင်းသားတွေဖြစ်ကြတာကလွယ်လို့ကြရတလန့်တန်တလန့်ပဲဘသူကဘာဆိုတာတနေ့တော့သိကြမှာပေါ့မှန်ပြီဗျာတကွေ့တော့ကောင်းကောင်းကြီးတွေ့ကြအောင်မှာပေါ့မိုးကောင်းသားကြီးနှစ်ဦးသည် တဦးကိုတဦးစိန်ခေါ်လိုက်ကြသည်ကျောင်းတော်ကရန်စာရှိခဲ့သူများမို့ကပယံအဖြစ်ကျင်ညာလိုက်ကြခြင်းလည်းဖြစ်နိုင်လေသည်ဘိုးကောင်သားများ၏ရာဇဝင်ကိုညီသူက တင်နိုင်မည်နည်းဟုစောင့်ကြည့်ကြရန်သာရှိသည်ယခုတော့တဦးကအင်္ဂလိပ်အလိုတော်ကြီးတဦးကနေချက်ကိုစန့်ကျင်သူအစဉ်အလာကိုစီနှင့်ဖြစ်ကြသည်သူတို့မိသားစု၏ပြိပက္ခသည် မိုးကောင်းအရေးတော်ပုံတွင်မြစ်ဖြားခံလေသည်။နေချက်ဆန့်ကျင်ရေးတိုက်ပွဲတစ်ခုမှ ပေါက်ပွားလာခြင်းဖြစ်ပေသည်။မှန်ကန်သောပရိပက္ခဟုခေါ်ဆိုရပေမည်။အိန္ဒိယဘုရင်ကံလော့ဒက်ဖရင်သည်1885ခုနှစ်အောက်တိုဘာလ20ရက်နေ့တွင်မြန်မာနိုင်ငံကိုစစ်ကြေညာပြီးနောက်အရက်40အတွင်းမှပင် မြို့တော်မန္တလေးကိုတိုက်ခိုက်သိမ်းပိုက်လိုက်တော်၏။ဒီပေါ်မင်းနှင့် မောင်မမိတ်တန်ရွှေရန်တင်ပင်တို့ကို အလွယ်တကူဖမ်းဆီးသွားနိုင်ခဲ့၏တို့ရတွင်လွတ်လပ်ရေးကိုမြန်နိုးသောပြည်သူပြည်သားများကိုက အလွယ်တကူကျုံတပေါက်ပြုတ်လုံနိုင်ခဲ့ခြင်းမရှိခဲ့သူကျော်မခံလိုသူများ၏ပြင်းပြင်းထန်ထန်ခုခံမှုများကို15နှစ်နေပါမျှတွေ့ရှိခဲ့ရလေသည်မြမပြည်မြောက်ပိုင်းတွင်ဆိုလျင်နေချက်စစ်တပ်များသည်ဗမော်မြို့အရောက်တွင်ဇက်တန်၍သွားတော်၏ ဗမော်မြို့ကိုကျူးကျော်ရေးအခြေခံစခန်းအဖြစ်အသုံးပြုကာမြန်မာပြည်မြောက်ဖျားကို တစတစသိမ့်ပတ်၍ကြာယူလေသည်1908ခုနှစ်အထိပင် အင်္ဂလိပ်ကင်းစခန်းများသည်ကချင်များ၏စီနင်းတိုက်ခိုက်မှုကိုခံနေရပေသေးသည်ပထဝီဝင်အနေအထားဖြင့်အသွာအလာခက်ခဲသောကချင်တောင်တန်းများကိုမဆိုထားနှင့်မြေပြန့်ဒေသတွင်တည်ရှိသောမိုးကောင်းမြို့ကိုပင်အကျိတ်အနေသိမ့်ပတ်ခဲ့ရ၏ မိုးကောင်မြို့သူမြို့သားများသည်အင်္ဂလိပ်စစ်တပ်များစီတက်လာပြီးဆိုကြတဲ့ကပင် ခုခံတွန်းလှန်ရန် ပြင်ဆင်ခဲ့လေသည်။ကျင်းကြောင်ပင်ဗြိတိရှစစ်တပ်တို့သည်မိုးကောင်မြို့သို့1886ခုနှစ်ဖေဖော်ဝါရီလတွင်မှပထမဆုံးအကြိမ်ဖြစ် ထိုးပေါက်တွားရောက်နိုင်ခဲ့၏။ဗမော်ရေးပိုင်းမေဂျာကွတ်သည် မိုးကောင်မြို့အဖြစ်အမတ်ကြီးဥက္ကလာကိုပြန်လည်ခန့်ထားခဲ့၏။တို့ရတွင်ဥက္ကလာသည် လာနိုင်ငံမှာပင်နေအိမ်၌တက်ဖြတ်ခြင်းခံရလေ။အင်္ဂလိပ်တို့သည်1886ခုနှစ်နှစ်ဦးပိုင်းတွင် မိုးကောင်းမြို့သို့ဒုတိယအကြိမ်ဖြင့်စစ်ကြောင်းနှစ်ကြောင်းခွဲ၍ခြေတက်သွားကြပြန်သည်။သူတို့သည်နေသူနေသားများ၏ခုခံခြင်းကိုလည်းမတွေ့ရ၊ပူပေါင်းခြင်းကိုလည်းမတွေ့ရချေ။ယင်းကြောင့်သူတို့သည်ဥထုံးကျော်ဆိုသူအားမြို့အုပ်အဖြစ်ခန့်ထားခဲ့ကြပြန်၏။ တို့ရတွင်အင်္ဂလိပ်စစ်တပ်များပြန်သွား၍ညမကြမီပါမင်းမြို့အတ္တိမိုးကောင်းမြို့တွင် မနေဝန်းဟုဆိုကားဂျာရုကိုဆွန့်လွတ်၍ဗမော်မြို့သို့ထွက်ပြေးလေတော်၏နောက်ဆုံးတွင် အင်္ဂလိပ်တို့သည်ပတိခောက်ခက်လာသောမိုးကောင်းမြို့ကိုအပိအပိုင်သိမ့်ပိုက်ထားနိုင်ရန်အတွက်မျက်နှာဖြူနှင့်ဂေါ်ရခလက်နက်ကိုင်း600ခန့်ကိုအမြောက်နှစ်လက်တပ်ဆင်၍တတိယအကြိမ်ဖြင့်လွှတ်လိုက်ပြန်သည် ထိုကာကြမှပင်မိုးကောင်းနေသားတို့သည် လျှို့ဝှက်စည်းလုံးနေရာမှ ပြောင်ပြောင်တင်းတင်းခုခံတိုက်ခိုက်ကြတော်၏ပထမတွင်လမ်းဖြတ်တိုက်ပွဲများဖြင့်တိုက်ခိုက်ပြီး နောက်ပိုင်းတွင်အင်အားတောင့်တင်းလာသောအခါအလုံးအရင်ဖြင့်နေချက်ကိုတိုက်ခိုက်လေတော်၏အခိုင်အခန့်တိဆောက်ထားသောညနေဖြူတို့၏မိုးကောင်းခံတပ်ကိုမေလ20ရက်နေ့ည9:00အချိန်တွင်အမျိုးသားလွတ်မြောက်ရေးတပ်သားများက တနက်ဖြန်စတင်ပြစ်ခတ်ကြလေတော့သည် မိုးကောင်းခံတက်ကိုတာဝန်ယူအုပ်ချုပ်ရသောလက်ဖတနင်အီလီယော့သည် သူနားလေကျွမ်းကျင်ထားသောစစ်ပညာအရဇန်သူ၏အရေးအချီကိုသာစောင့်ကြည့်၍နေလေသည်ဇန်သူများသည်မြေတိအရမနေ၍မြေတိအင်အားဖြင့်တိုက်ခိုက်နေကြောင်းသိရှိမှသာလျှင်မှန်ကန်စွာပြန်လည်တိုက်ခိုက်နိုင်မည်ဖြစ်သည်တို့ရတွင် တနက်တန်များသည်တဖြည်းဖြည်းကျဲသွားပြီး နောက်ဆုံးတွင်ပျောက်ကွယ်သွားလေတော့၏အတန်ကြာစောင့်ဆိုင်နေတော်လဲမြေသည့်အတန်မြမကြရတော့ချေထို့ကြောင့်အင်္ဂလိပ်တို့သည်၎င်းတို့အားအဝေးမှနေ၍တနက်ဖြန်ပြစ်ခတ်ထွက်ပြေးထားကြသောတပုံများကို လိုက်လံတိုက်ခတ်ရန်အတွက်လက်ဖတင်ဦးစီသောစစ်သားတရာခန့်သည်မြို့ပြင်ဘက် လေတော်များစီသို့ခြိတက်သွားကြလေ၏ညသည်တိတ်ဆိတ်လျက်ရှိမိုးကောင်းမြို့သည်ငြိမ်သက်နေ၏ အင်္ဂလိပ်စစ်သားများသည်ညီသည့်ရန်သူများမတွေ့ရှိရာအင်္ဂလိပ်စစ်တပ်သည် လေတော့တဲတွင်စကန်းချနေပြီးနောက်နနက်အာယုံအချိန်တွင်တက်စကန်းသို့ပြန်လာကြသည် အင်္ဂလိပ်စစ်သားများသည်ဖျားလေးစုအနည်းသို့ရောက်ရှိသောအခါတွင် ရှမ်းဘာသာဖြင့်ညာတန်ပေး၍ရုတ်တရက်တိုက်ခိုက်ခြင်းခံရတော်၏မြို့သားလွတ်မြောက်ရေးတပ်များသည် နေချက်ကြေးစားတပ်များကိုလေးဘက်လေးတံမှဝိုင်း၍ အိန္ဒြေရရတိုက်ခိုက်နေကြခြင်းဖြစ်၎င်းတို့၏တူမီတနတ်များကိုချက်ချက်ချင်းမှန်မှန်ပြစ်ခတ်လျက်မျက်နှာဖြူစစ်သားများသည်တယောက်ပြီးတယောက်ကြဆုံကုန်တော်၏ခြေစားစစ်သားများမှာမဆုတ်သာမပြေးသာတော့သဖြင့်အသေးချေခုခံရလေတော်၏ဝိုင်းဝန်းတိုက်ခိုက်သူများ၏အင်အားမှာ400ခန့်ရှိလေသည်တိုက်ပွဲသည်တစတစပြင်းထန်လာပြီးဝိုင်းဝန်းတိုက်ခိုက်သူများက ထုတ်ဓာတ်တို့ဖြင့်အတင်းဝင်ရောက်အတင်းခုတ်ထစ်ကြရာခြေသားစစ်သားများသည်လှန်စွန့်များဖြင့်ခုခံရလေ။နနက်၄နာရီခွဲလောက်တွင်စတင်သောတိုက်ပွဲသည် နေမွန်းတဲ့ချိန်လောက်တွင်မှပြီးဆုံးလေသည်။၈နာရီနေပါမျှအပြင်းအထန်တိုက်ခိုက်ကြရာဝဲလွမြောက်ရေးတပ်သားများဘက်တွင်တူမီတနက်ပင်စုံစစ်အောင်မရှိခြင်းအခြေခံစစ်ပညာကျွမ်းကျင်မှုကွာခြားခြင်းစနစ်တကျခေါင်းဆောင်နိုင်မှုမတူခြင်းတို့ကြောင့် နောက်ဆုံးတွင်လွမြောက်ရေးတပ်သားများသည်ဆုတ်ခွာပေးလိုက်ရလေ။ဤတိုက်ပွဲတွင် နှစ်ဖက်စလုံးအထိခိုက်အကြဆုံးအားကြီးလာပေသည်။လွမြောက်ရေးတပ်သားများသည်မိုးကောင်းမြို့ကိုဖြတ်၍ဆုတ်ခွာသွားခြင်းဖြစ်တော်လဲအင်္ဂလိပ်တို့သည်ဒဏ်ရာပြင်းထန်စွာရရှိသွားသူတဦးတယောက်ကိုမျှပင်ဖမ်းဆီးရမိလိုက်ခြင်းမရှိချေ။မြို့သူမြို့သားများ၏ကုညီမှုကြောင့်ဒဏ်ရာပြင်းထန်၍ဆက်လက်မဆုတ်ခွာနိုင်သူများပင် အင်္ဂလိပ်လက်သို့မကြောက်ခဲ့ခြင်း။မြို့သူမြို့သားများသည်တရားအနေငယ်သာရရှိသူများအားစေဝါထက်ပြီးမြို့ပြင်သို့ပို့ပေးခြင်း၊တရားပြင်ထန်သူများအားမြို့ထဲမှပင်ဝတ်ထားပြီးတရားပြောက်ကင်းသောအခါတွင်မှလူရသို့ပို့ပေးခြင်းများကိုစီလုံးညီညွတ်စွာလှူဆောင်ကြလေ၏။ဤမိုးကောင်းတိုက်ပွဲတွင် ပြောင်မြောက်စွာ ပါဝင်ခဲ့သောဥထုံးပေါ်၏ဖခင်ဥအောင်ထွန်းသည်မျက်နှာဖြူစစ်သားနှစ်ဦးကိုငှက်ကြီးတောင်ဓာဖြင့် ိုင်းဖြတ်အပြီးတွင်ကြည်သုံးတော့အသင့်ခံရလေ။ထို့ကြောင့်ရဲမဲများနှင့်အတူဆုတ်ခွာခြင်းမပြုနိုင်ပဲမြို့စုံရှိအိမ်ကြီးအိမ်ကောင်းတစ်ခုတွင် ဝင်ရောက်ပုံအောင်နေကြရ၏။ထိုအိမ်ကဝန်တော်ဦးကျော်ညွန့်၏ဖခင်ဦးမင်းအို၏အိမ်ပင်သည်။ဦးအောင်ထွန်း၏အိမ်သည်မိုးကောင်းမြို့တွင်မှပင်ရှိတော်လဲလုံခြုံမှုအရာနေအိမ်သို့မပြောင်းရွှေ့တော့ပဲဦးမင်းအိုဤအိမ်မှာပင်ဆယ်ရက်ခန့်စေဝါကုသ၍နေခဲ့ရ၏ ရှမ်ပုံကြီးတပါး၏ကုသပေးမှုအရအနာများချက်သွားသောအခါတွင် သွေးတောက်များနှင့်တွားရောက်ပူပေါင်းရန်အတွက်ရွာကလေးတရွာနီးသို့ဥအောင်ထွန်အားဦးမင်းအိုတို့အိမ်မှပင် လိုက်ပို့ပေးလေ၏တို့ရတွင်လိုက်ပို့သူများပြန်သွားပြီး15မိနစ်ခန့်အကြာမှာပင်ဥအောင်ထွန်အားအင်္ဂလိပ်တပ်ကရွာထဲရှိအိမ်တိမ်တွင် ဝိုင်းဝန်းဖမ်းဆီးပြီးရက်ဆက်စွာခေါင်းဖြတ်၍တပ်ပြစ်လိုက်လေတော့၏ရှင်ဖြစ်ကိုကြားသိရသောအခါတွင် နေသူနေသားများကဥမင်းအိုတို့အားတစ္ဆာဖောက်အဖြစ်ဆွဆွဲကြလေ၏ဥမင်းအိုကလည်းမဟုတ်ကြောင်းညင်းဆိုလေ၏တို့ရတွင် ထိုအခါကညီသူများတက်သေးမပြနိုင်ပါချင်းတို့ရတွင် နောက်ပိုင်းဖြစ်ပြမှုများအရဥမင်းအိုတို့မိသားစုသည်အင်္ဂလိပ်တို့နှင့် ပူးပေါင်း၍ဥအောင်ထွန်း၏အဆက်အနွယ်တို့သည်နေချက်ကိုထာဝရဆန့်ကျင်သူများဖြစ်လာကြတော်သည်တပုံတူအဖြစ် ။ကောင်းဖြတ်၍အသက်ခံသွားရသည့်အချိန်တွင်ဦးအောင်ထွန်းသည်အသက်30ရွယ်သာရှိသေး၏။သူတွင်မိခင်အိုတူနာမကျန်းနေသောဇနီးနှင့်6နှစ်အရွယ်သားကလေးမောင်ထွန်းပေါ်တို့သည်ခိုကိုရမဲကြံရိတ်ခဲ့လေသည်။များမကြာမီမှာပင် မောင်ထွန်းပေါ်၏အဖွားနှင့်မိခင်မုတ်ဆိုးမတို့သည်ရှေ့စဉ်နောက်စဉ်ကွယ်လွန်အိမ့်ဆာရောက်သွားကြလေ၏။ထိုအခါတွင်မောင်ထွန်းပေါ်သည်ဘုံကြီးကျောင်းမတစ်ပါးအားကိုးရာမရှိတော့ခြင်း တို့ရတွင်မောင်ထုံးပေါ်သည် လောကရန်၏ရက်ဆက်မှုနှင့်နေချက်အလိုတော်ကြီးများကိုလက်စားချေလိုသူတဦးဖြစ်သည့်ဖြင့်ဘုန်းကြီးကပဇင်းခံရန်ပြောသည်ကိုညင်းပယ်ပြီးကိုတူးကိုချွန်ခဲ့လေသည် သူသည်အရွယ်ရောက်လူလားမြောက်သည်နှင့်တပြိုင်နက်အလုတ်မျိုးမျိုးကိုလောက်ကိုင်းစားတော့ကသူကိုယ်သူကဘာပေါ်မှပျောက်ကွယ်မသွားစေရန် ထိန်ထိန်ခဲ့လေသည်ထိုခေတ်ထိုခါကလုပ်ငန်းအတီတကျမရှိသူများ စွန်စားကြသည့်လမ်းစဉ်အတိုင်းသူသည်ကြောက်စိမ့်တွင်သို့သွားရောက်ကာကိုပိုင်ဖြစ်၎င်းအစုအဆက်ဖြစ်၎င်းပိုင်ရှင်နှင့်တဝက်စားတွင်သူသမားဖြစ်၎င်းလောက်ကင်ခဲ့လေသည်တို့ရတွင်ထောင်ကျော်ကျော်ကြောက်တလုံးမြပင်အောင်မြင်ခြင်းမရှိလေသဖြင့်နောက်ဆုံးတွင်သေးကြသောကြောက်ကုံတဲ့လုပ်ငန်းကိုလောက်ကင်ခဲ့လေ၏ထို့သောကြောက်ကုံတဲ့လေးအဖြစ်နှင့်ညကြီးနာမျိုးတို့သွားကကုတန်ရင်မှချန်ကင်းရှင်၏တမိကျော် ရွှေစင်းနှင့်အကြောင်းပါကမြကျင်းနာမြို့တွင် အခြေဆိုင်နိုင်ခဲ့ခြင်းဖြစ်ယခုမှသူသည်လန်ဆွေးလူခြံကြီးတွင်တပုံမိသားစု၏အကြီးကဲတူဖြစ်၍နေပေပြီတို့ရတွင် သူမျက်မှောက်ကျိုးလျက်ရှိသော နေချက်လူတော်ကြီးများကိုကအောင်မြင်စွာလက်စားချိန်နိုင်ခြင်းမရှိသေးပေထို့မြတ်သားမက နေချက်လူတော်ကြီးတူးလဲဖြစ်သောဆွေစဉ်မျိုးဆက်ရန်သူလဲဖြစ်သောဦးကျော်ညွန့်က သူတို့အားချိန်မုံပြည့်ရန်ပင်ချိန်ချောက်လျက်ရှိကြတော်သည်မွန်တောင်ပင်ဦးကျော်ညွန့်သည် သူထက်အသက်15နှစ်မြောက်ငယ်လေသည်သူဖခင်ကောင်းဖြတ်ခံရသည့်အချိန်ကဦးကျော်ညွန့်ကိုမွေးဖို့မဆိုထားပြီးဦးကျော်ညွန့်၏ဖခင်ဦးမင်းဘော်ဒီပင် အိမ်တော်မကြသေးခြင်းဦးကျော်ညွန့်အားလူတစ်ယောက်အဖြစ်ဂရုပြုသိရှိမိသည်မှာညကြီးနာသို့ရောက်မှပင်ဖြစ်လေသည်သူအိမ်တော်ကြသည့်နှစ်မှာပင်ဦးကျော်ညွန့်သည်ညကြီးနာမျိုးရှိ မေရိကန်ဘက်ပတစ်ကျောင်းသို့ရောက်ရှိလာလေသည် ထိုကာ၌ပင်ဦးကျော်ညွန့်၏ဖခင်ဦးမင်းဘော်သည်ညို့ဖြစ်လျက်ရှိကြပြီးနေသူနေသားများအားပြောင်ပြောင်တင်းတင်းဖိနှိပ်ညှဉ်းပန်းလျက်ရှိကြပြီးသူနှင့်အိမ်တော်ကြသည့်အမျိုးသမီးမှာမြေပိုင်ရှင်သမီးဖြစ်သည်ဖြင့်သူအားမြေပိုင်ရှင်မျိုးအုပ်ဟု ခေါ်ရပေမည်မြေပိုင်ရှင်၏သမီးနှင့်မျိုးအုပ်ညားကြသောအခါတွင် ထိုရက်ဒေသရှိလယ်သမားတို့သည်ခေါင်းမဖော်နိုင်ကြတော့ပေ ဦးကျော်ညွန့်သည်မြို့ဥဒါဖြစ်သည့်ဖြင့်အာနာတွင်ရင်မူစိတ်မြေပိုင်ရှင်ကြီးမြေဖြစ်သည့်ဖြင့်ငယ်စဉ်ကတည်းကပင် လေသမားများဆင်းရဲသားများကို သူနှင့်ဒန်းတူသော လူတော်ဘာများဟု မထင်မှတ်ခဲ့ပေ သူသည်အမေရိကန်ဘက်ပတစ်ကျောင်းမှဆယ်တန်းအောင်မြင်သောအခါတွင် ကာလာကတာတက္ကသိုလ်သို့ပညာသင်ကြားရန်ညချင်းနာမျိုးမှပျောက်ွယ်သွားလေသည်လွန်ခဲ့သည့်နှစ်နှစ်ခန့်ကညချင်းနာမျိုးတို့သူပြန်ရောက်သောအခါတွင်က အာနာပြင်းသောဝန်တော်မင်းကြီးဖြစ်နေပေပြီတို့ဖြင့်သူသည်ဘုထွန်ဘော်တို့၏တပုံမိသားစုနှင့်ရင်ဆိုင်ရလေတော်သည်မြေကြီးနာမြို့တွင် သူအားဒုက္ခအပိဆုံးလူသုံးယောက်မှဘုထွန်ဘော်၏သားသုံးယောက်ပင်ဖြစ်လေသည်တခင်လုံးနိုင် ကိုဝဲ့မောင်ကိုမြင့်ခိုင်းဘုထွန်ဘော်၏သားအကြီးဆုံးတခင်လုံးနိုင်သည်ဘုကျော်ညွန့်ထက်၁၀နှစ်မြတ်သာငယ်လေသည်ပင်ကလေးမိစ္ဆာများနှင့် ၎င်းတို့၏လက်ပါစေများကိုတိုက်ခတ်ရန်အတွက်ဥထုံးပေါ်၏အစီအစဉ်မှာ ပထမဆုံးမျိုးဆက်မတိန်ကောရန်ဒုတိယစေပွားရေးတည်ငြိမ်မှုရှိရန် တတိယသူ၏အဆက်အနွယ်များခေပညာတက်မြောက်စေရန်ပင်ဖြစ်လေသည်ယင်းစီမံကိန်း၃ရပ်ကိုအောင်မြင်စွာအကောင့်ထည့်ဖော်နိုင်လျင်နေချက်ဒေါ်လာရေးတွင်သုတတော်ဝန်ခြေပုံပြီးဟုယူဆလျက်ရှိပါသည်ကျန်သည့်အပိုင်းကိုသုတသားများနှင့် သူ့အမျိုးအနွယ်များက ဆက်လက်ထန်းဆောင်သွားလိမ့်မည်ဟုအမှတ်ယူထားလေသည်။အချံပြင်းအဖြစ်ပြောရလျင်သူ့လုပ်ငန်းစဉ်၃ရက်စလုံးအောင်မြင်သည်ဟုဆိုရပေမည်။သူနှင့်ရွှေစင့်သို့မဟုတ်လူငယ်များ၏အခေါ်အရအမေစင်တို့၏အိမ်ထောင်ရေးသည်ဖြောင်ဖြူးတာယာခဲ့ပြီးသားသမီး၆ယောက်ထွန်းကားခဲ့သည်။သားအကြီး၂ယောက်ပင် အိမ်ထောင်ကျ၍ညီ၃ယောက်ရရှိလေပြီးစစ်ပွားရေးအရလည်းမိသားစုများအားလုံးသည် ကိုထမင်းကိုမှန်မှန်စားနိုင်သည့်အဆင့်တွင်ရှိကြသည်သာသမီများခေပညာတက်မြောက်ရေးကိစ္စတွင်ကဦးထွန်းပေါ်သည်အတော်ပင်အုံနောက်ချောက်ခဲ့ရသည်သူ့လုပ်ငန်းစဉ်အောင်မြင်သည်ဟုမဆိုနိုင်သလိုရှုံးနိုင်သည်ဟုလည်းမပြောနိုင်ပါဘဲသာအကြီးဆုံးကိုလွန်နိုင်ကိုကြောင်းထားရသည့်အချိန်ကသူ၏စေဝါရေးအဆောက်အုံသည်မခိုင်ပါသေးပေစပွဲခုံကလေးတစ်ခုနှင့်ဈေးအနည်းတွင်나이ပြင်းစားနေရသည့်ကာလဖြစ်ပေသည် ထို့ကြောင့်ကိုလိုနိုင်သည်ခုနှစ်တန်းမှထွက်၍သူ့အလုပ်တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။ဒါဖနှစ်ယောက်သည်အခန်းတစ်ခန်းငား၍နိုင်ဤနှင့်စပိန်ပြင်ဆိုင်ကို ပူတွဲဖွင့်လှစ်ကာအငယ်များကိုပညာသင်ကြားပေးရန်စီစဉ်ကြလေသည်။တို့ရတွင်ဒုတိယသားကွန်မင်းသိန်းသည်ပညာရေးတွင်ဤသို့မျှစိတ်ဝင်စားခြင်းမရှိသည်ကိုစိတ်ပြက်ဖွယ်ရာတွေ့ရှိလေသည်။ကွန်မင်းသိန်းသည်ညံထိုင်းရသည့်အထက်တွင်ကြောက်မှန်မှန်မတက်ဘဲ လေလင်းရေးနေသဖြင့်နှစ်နှစ်မှတန်းတန်းလောက်သာတက်နိုင်သည်နောက်ဆုံး၅တန်းတွင်၃နှစ်ဆက်ရွယ်ကြသဖြင့်ကျောင်းမထောက်ကဆိုင်တွင် စမှုပညာသင်ပေးရလေသည်ကိုမင်းသိန်းသည်ပညာရေးတွင်သာမက အခြားနိုင်ငံရေးလူမှုရေးများတွင်လည်းစိတ်ဝင်စားခြင်းအလျင်းမရှိဘဲမက်ဒလင်တစ်လုံးနှင့်ရွာရိုးလျှောက်လျက်ရှိလေသည်ငယ်စဉ်ကတည်းကပင်ဤစားအမြောက်များရှိပြီးသာသမီများရသည့်တိုင်လဲ မိမမှုဝေဇဲပင်ရှိလေသည်တတိယနှင့်စတုထသားများဖြစ်ကြသောကိုအံ့မောင်နှင့်ကိုမြင့်ခိုင်သည်ပညာကိုကြိုးကြိုးစားစားသင်ယူ၍အင်္ဂလိပ်မြန်မာစေတန်းကိုအလွယ်တကူပင်အောင်မြင်ကြလေသည်တို့ရတွင်ဥထုံပေါ်နှင့်ကိုလွန်နိုင်တို့မြေမြကျိုးပန်းကြံစီစေကမူသူတို့နှစ်ဦးကတက်ကတော်တို့မပို့နိုင်ကြသေးပေသူတို့အောက်နှစ်ယောက်တပြိုင်တည်းចောင်းထားနေရသည်မဟုတ်ပါလားထို့ကြောင့်သူတို့သည် ကြောင်မထွက်၍တယောက်ကတပ်ပုံဆိုင်ဖွင့်လေသည်တယောက်ကတည်င်းတောက်လှုပ်လေသည်ဤတွင်ဖခင်နှင့်သားကြီး၃ယောက်သည်အငယ်၂ဦး၏ပညာရေးကိုရှေ့တန်းတင်ကြလေသည်အငယ်ဆုံးဖြစ်သောသူမှာသမီးမိန်းကလေးဖြစ်သည်ဖြင့်ဆယ်တန်းမှပင်ထွက်စေကာအသက်ကြီးလာပြီဖြစ်သောမိခင်ကိုကူညီစေပါသည်ခြင်းကြောင့်အငယ်ဆုံးဖြစ်သောသားဖြစ်သူမောင်ရဲနှောင်ကိုအထူးပင်အားထားမြေတောင်မြှောက်ပေးကြလေသည် ရန်ကုန်တက္ကသိုလ်တွင်အများနည်းတူပညာသင်ကြားနိုင်အောင်ထောက်ပံ့ကြလေသည်မချို့မငယ်မျက်နာမငယ်ရအောင် မိဘနှင့်အကိုကြီးများကငက်ပြက်ခံ၍ပါရမီဖြည့်ကြလေသည် မောင်ရဲနောင်သည် လူကြီးများအလိုရှိသည့်အတိုင်းပင် BSC ဂုံတုတန်းကို လွယ်ကူစွာအောင်မြင်သွားလေသည်တို့ရတွင် သူသည်ကျောင်းပညာတွင်ထူးကျွန်းသလောက်အမျိုးသားရေးစိတ်ဓာတ်ကခေါင်းပါလှလေသည်မိဘနှစ်ပါးနှင့်အကိုများက စူပူမမ်မဲတားမြစ်သည့်ဂျာကပင် သူသည်နေချက်ကြီးစားစစ်တပ်ထဲသို့ဝင်ရောက်သွားလေ။ဥထုံပေါ်သည်တားငယ်၏အပြုတ်အမှုကြောင့်မစားနိုင် တငိုင်ငိုင်ဖြင့်အယူကြီးတစ်ပိုင်းဖြစ်သွားသည်။တလခန့်ကြာမှသူ့စိတ်ကိုယ်သူ ဖြေနိုင်သွားသည်။ကျွန်စိတ်ပေါက်သွားသူ ကိုရဲနောင်မိမပွေးနေသော ကိုမင်းသိန်းနှင့်တမိငယ်ညိုညိုတို့ကိုဖဲထားလိုက်သည့်အချိန်ဗာမျိုးဘိုးတူသည်တာကြီးသုံးဦးကရှိနေပေသေးသည်။ တခင်လုံးတိုင်းကိုအံ့မောင်နဲ့ကိုမြင့်ခိုင်တို့သုံးစလုံးသည်တက်ကြွသောဒုဗမာအစည်းယုံဝင်များဖြစ်ကြတော်လဲ꽌ပြသည့်နေရာများလည်းရှိပေသေးသည်ကိုအံ့မောင်နဲ့ကိုမြင့်ခိုင်သည်ရုရှားနိုင်ငံမှဘော်လရှီဗစ်တို့ကိုစိတ်ဝင်စားလျက်ရှိပြီးတခင်လုံးတိုင်းမှာကဖခင်ဖြစ်သူနဲ့ပူပေါင်း၍တိတ်တိတ်ထူးများတွင်သာစိတ်ဝင်စားလျက်ရှိလေသည်မြေတို့ဝင်ဖြစ်စေသူတို့သည်내ချက်ကိုမလိုလားသည့်နေရာတွင်ကား စိတ်ဝမ်းမကွဲကြပေသူသား၃ယောက်ကိုညုံနယ်လူလူကအာကိုချစ်ခင်နေသည့်အတွက်ဘူထုံးပေါ်သည်အာရဝန်တာ၍မဆုံးအနောက်ဥရောပတွင် မဟာမိတ်များအရေးနှိမ့်နေပြီး အရှိအာရှတွင်ဂျပန်၏ကျုံးဝါတန်ကျဲလောင်းလာသည့်အတွက်ဘူထုံးပေါ်ခြေနှက်၍မဆုံး သူကိုယ်တိုင်ကမကထပြုတ်လို့၍မိုးကောင်းအရေးတော်ပုံတက်သားများအသုံးပြုခဲ့သောတက်ကယ်တထောင်အစီအစဉ်ကိုလောက်ကင်ပေးလိုက်ရသဖြင့် ပီတိဖြစ်၍မဆုံးသူစိတ်ထဲတွင်အနှဲငယ်စနောင့်စနင်းဖြစ်နေမိသည်မှာသူသားမြင့်ခိုင်သည်နေချက်နှင့်နေချက်လက်ပါစိများကိုမုန်တီဆန့်ကျင်ပါလျက်နှင့်သူတို့၏ဂျန်သူအင်္ဂလိပ်လိုတော်၏ဥကြုံညို၏တမိကိုမှရွေ၍ညစီကြနေသည့်အဖြစ်ပင်ဖြစ်ပေသည်ယခုပင် သူသားသည်အသက်အန္တရာယ်နှင့်နေဆက်လောက်အောင်တနက်ဖြစ်အပြစ်ခံခဲ့ရပေပြီသူအိမ်နှင့် သူချံတို့လည်း ဥကြုံညွန့်တို့လူစု လာရောက်၍စော်ကားမော်ကားသည့်အမှုရာဖြင့်ခိုးရပါပစ္စည်းရှာဖွေသွားကြပေပြီ။သို့ရာတွင်သူသားသည်ယောက်ျားကလေးတစ်ယောက်ဖြစ်ပြီးအလေလိုက်စရာမိမတွေ့၍အလေလိုက်သည် ဖြစ်ကောင်းဖြစ်မည်ဟုသမီးရှင်၏မျက်နာကိုစိတ်စိတ်ကြည့်၍ပြောလိုက်သဖြင့်သူစကားကြောင့်တစ်ဖက်သားအခမ်းအခတ်သွားသည်ကိုတွေ့ရှိရသဖြင့်သူသားနှင့်ရန်သူသမီးချစ်ခင်နေကြသည်ပင်ကောင်းတယ်လို့လို့ဟုထင်မြင်မိပြန်သည် ူကယောက်ျားလေးရှင်ဖြစ်၍ဘာမျှနာเสียရမရှိ နာကျဲနာလျင်သမီးရှင်ကသာ နာရပေမည်မှန်ပေသည်ဥကြုံညွန့်သည်သူသမီးအတွက်အတော်ပင်နာသာခံခဲ့ဖြစ်နေလေသည်မကြေနိုင်မချမ်းနိုင်ဖြစ်နေသည်ယင်းကြောင့်လဲဥထုံးပေါ်နှင့်ဥကြုံညွန့်သည် ကိုညွန့်နှင့်ကိုမို့တနေ့တော့တကွေးကွေးတော့ကောင်းကောင်းကြီးတွေ့ကြရအောင်မြည်ဟုတူးကိုတူးစိန်ခေါ်ချိန်ဝါလိုက်ချင်းပင်ဖြစ်တော်၏ နားဆင်ပေးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း6ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာ